ကြီးစားကိုအင်ကူလောက်ခိုင်းရာနေပြီးတော့နှစ်ယောက်လုံးထောင်းကျသွားတဲ့အကြောင်းကိုသိပြီးပြီလားစင်ကာပူမှာဖြစ်တာနော်တည်တည်မလားမတည်တည်လားနားထောင်စင်ကာပူနိုင်ငံသား Pfizer နဲ့ဖိလစ်ပိုင်နိုင်ငံသူ Jenny စင်ကာပူနိုင်ငံသား Pfizer နဲ့ Jenny တို့က2021ခုနှစ်မှာစင်ကာပူမှာတွေ့ဆုံခဲ့ကြတယ်ဖြစ်စဉ်က Pfizer က Jenny Pfizer အကြောင်းကြီးပြပြမယ် Pfizer က operation technique ဖြစ် စင်ကာပူမှာလှုပ်လှုပ်တယ်ပြီးတော့သူ့မှာပထမအိမ်ဆောင်နဲ့သားလေးတယောက်ရှိတယ်ဂျင်းနီကဖီလာပိုင်နိုင်ငံကနေပြီးတော့စင်ကာပူမှာအိမ်ကိုလာလှုပ်တယ်ဖိုင်ဇာကတော့အသက်45နှစ်ရှိပြီးတော့ဂျင်းနီကအသက်38နှစ်ရှိပြီဖိုင်ဇာနဲ့ဂျင်းနီတို့ကအဲ့လိုကြီးကြိုက်ကြပြီးတော့အလုပ်အားတဲ့အချိန်ကြီးမှာတွေ့ဆုံကြတယ်2024ခုနှစ်ဖေဖော်ဝါရီလအထိဘာပြဿနာမှမရှိခဲ့ဘူးဒါပေမဲ့2024ဖေဖော်ဝါရီလဆန်းပိုင်းလောက်မှာဂျင်းနီရဲ့အင်ရှင်ကဂျင်းနီကိုမလိုအပ်တော့တဲ့အကြောင်းပြောတဲ့အခါမှာဂျင်းနီကဖီလီပိုင်ပြန်ရမယ်အတူတူပေါ့နော် ့အာဖိုင်ဇာကိုလည်းမခွဲနိုင်တဲ့အတွက်ကြောင့်မလို့ဖိုင်ဇာအိမ်မှာအလုပ်လုပ်ဖို့အတွက်ကိုဖိုင်ဇာကနေပြီးတော့ M1 ရုံးမှာသူ့ကိုအလုပ်သမားဝေါ်ပါမီကရှောက်ပေးခဲ့တယ်။နောက်ဆက်ရကြတော့ဝေါ်ပါမီကအပရူဖြစ်သွားတယ်။ဂျင်းနီကအင်ရှင်မြောင်းထရန့်စပါနေနေနဲ့ဖိုင်ဇာရဲ့အိမ်ကိုအင်ကိုဖြစ်ရောက်သွားတယ်။ဒါပေမဲ့ဂျင်းနီကတကယ်တော့အင်ကူလို့ဖို့လာတာမဟုတ်ဘူး။သူ့ရဲ့ဖိုင်ဇာနဲ့တွေ့ချင်တဲ့အတွက်ကြောင့်မို့သူကလှုပ်လာလို့တဲ့အတွက်ကြောင့်မလို့သူက အဲ့ဒီ Pfizer ရဲ့အိမ်မှာတပတ်ကို3-4ရက်လောက်ပဲလှုပ်လှုပ်တယ်။ဂျန်တဲ့ရက်တွေမှာသူကအပြင်မှာထွက်ပြီးတော့ clean thing အိမ်ကိုလှုပ်တယ်။အချိန်ပိုင်း clean thing အိမ်ကိုလှုပ်တယ်။ဒါပေမဲ့အဲ့ဒီအိမ် clean thing ကကြတော့အမြဲတမ်းအဲ့ဒီမှာအဲ့ဒီသွားတဲ့အချိန်တိုင်းမှာတပတ်ကို2ရက်3ရက်လောက် clean နဲ့တူတူအိပ်ပြရတယ်။အဲ့ဒါကိုဘေးနားပတ်ဝန်းကျင်ကလူကတည်ရတဲ့အတွက်ကြောင့်မလို့အဲ့ဒီသူတို့အိမ်ဘေးနားပတ်ဝန်းကျင်ကလူကနေပြီးတော့ M1 ကိုတိုင်လိုက်တယ်။ M1 ကဝင်စစ်တဲ့အခါမှာဂျင်းနီကမနစ်ကစက်တင်ဘာလ၁ရက်နေ့ကထောင်သုံးပတ်ကြာပြီးတော့စင်ကာပူကိုပြန်လာလို့မရပြန်လာလို့မရတော့ဘင်းနေပေါ့နော်။အာအလုံးအလုံးအလုံးခွင့်ပိတ်ခံထားတယ်။ပြီးတော့ Pfizer နေနေခါကျတော့အော်တိုဘာလ23ရက်နေ့မှာ ထောင်သုံးပတ်ချမှတ်ခံရတယ်။နောက်ပြီးတော့ Pfizer ကအင်ကူလာစာအဖြစ် ဂျင်းနီကိုပေးထားတဲ့ဒေါ်လာ900အပြင်ဒန်ဂျီကိုလည်းပေးဆောင်ရတယ်ဒါပေမဲ့လတိုင်းပေးဆောင်ရတာเนาะအဲ့ဒီ900က Pfizer ရဲ့ရှိနေက Pfizer နဲ့ဂျင်းနီကအာတရဝင်းလက်ထက်တော့မှာဖြစ်တဲ့အတွက် လက်ထက်ဖို့လည်းစီစဉ်ထားတဲ့အတွက်ကြောင့်မလို့ဂျင်းနီကဒီစင်ကာပူကိုလုံးဝလာခွင့်မရှိတော့တဲ့အတွက်ကြောင့်မလို့ Pfizer ကအရင်ဝမ်းနေနေရလို့လည်းသူရရှိနေရဆိုးတယ်ပေါ့เนาะအဲ့တော့ဥပဒေအရဝပါမစ်ကိုလိမ်ပြီးတော့ အလုတ်လုတ်နေမယ်ဆိုလို့ရှိရင်ထောင်နဲ့နှစ်နှစ်နဲ့ဒေါ်လာငွေ2000အထိတန်ကြီးဆောင်ရတယ်လို့သူတို့ပြောဆိုထားတယ်ပေါ့နော်အခုတော့ Pfizer ကထောင်3ဘတ်ကြတယ်ဒေါ်လာကြီးပေးဆောင်ရတယ်ဂျင်းနီယာရောစင်ကာပူမှာလုံးဝအလုတ်လုတ်ခွင့်ရှိတော့အဲ့ဒီအကြောင်းရင်းကဘာဖြစ်လို့လဲဆိုလို့ရှိရင်ပထမတစ်ချက်အင်ကိုအဖြစ်လိမ်ပြီးတော့အလုတ်လုတ်တယ်ဒုတိယချက်အင်ကိုလုံးမယ်လို့ပြောရတဲ့ဒါနဲ့တခြားအိမ်မှာသွားပြီးတော့ အာအပိုလုတ်လုတ်တယ်ပေါ့နော်အပိုလုတ်ထက်လုတ်တဲ့အတွက်ကြောင့်မလို့စင်ကာပူရဲ့ law အရအလုပ်တစ်ခုလုပ်မယ်ဆိုတစ်ခုပဲလုပ်ရမယ် online shop တွေဘာညာတွေဘာမှလုပ်လို့မရဘူးပေါ့နော်အဲ့လိုမျိုးတကယ်၍ဒါ MOM မျိုးကတိသွားတဲ့အခါကြောင့်လို့ရှင်အခုလိုပဲဒန်ဂျီနဲ့ထောင်နန်ကြီးချခံရတယ်ဆိုတဲ့ကြောင့်ကျွန်မပြန်ပြီး sharing လုပ်ပြရပါရှင်ကျေးဇူးပါ